MSB သူလည်းလို့ရှိရင်တို့ရဲ့ကျွန်တော်စုစုတွေပြန်ပေးကြတာကျွန်တော်အဲ့ရအရန်ဝမ်းတာပါပဲဟုတ်ပါ ွင်းနေ့ကတော့ပြီးသွားပြီပေါ့မွင်းနေ့ပြီးတဲ့အချိန်မှာမွင်းနေ့မှာလှူတဲ့ကျွန်တော်ရဲ့ဟိုလှူတန်းမှုကိုကျွန်တော်တကယ်ကြီးနေရတယ်ဟိုတွေ့သွားတော့အဲသူတို့လည်းလှူကျင်တယ်ပေါ့အဲဆိုရင် okay ရပြီအဲဆိုလို့ရှိရင်နောက်တကယ်ကြီးနေနဲ့ထပ်ပြီးတော့လှူမယ်ပေါ့နော်အဲမွင်းနေ့မှာလည်းလှူတန်းပြီးတဲ့အခါမှာကျွန်တော်လည်းအရင်ကလှူကျင်သွားတာလေပို့ပြီးတော့အဲကြောင့်ဒီတကယ်ကြီးနေလာပြီးစုပြီးရန်ကုန်ပြည်သူ့စင်မှာလာပြီးလှူပစ်တာပါဟုတ်အော်ကျွန်တော်တကယ်ကြီးနေရှိပါတယ်ဥပမာ ဟိုမှာညီနေပေါ့ညီနေရောတကယ်ချင်းနေရောဟိုမှာဟုတ် Regal Regal Badminton Badminton Club ကပါကျွန်တော်စက်တောင်လေးရိုက်တယ်ဆိုတော့လေအဲ့ဒီနေရာသာပေါ့နေရာသာကိုကျွန်တော်တို့ဒီစက်သားဟင်းနဲ့ထမင်းကျွေးမယ်လေးလေးလာကျွေးမယ်ပြီးလို့ရှိရင်ကျွန်တော်ကပြီးလို့ရှိရင်ရှေးတန့်ပေါ့ရှေးတောက်ဖို့ရှေးတန့်လေကျွန်တော်တို့ရှေးစင်သားပါလို့ပေါ့နောက်လည်းကျွန်တော်တို့နောက်အမျိုးသားကိစ္စဌာနတို့ဟိုနောက်ဟိုပေါ့နော်ဟိုဆေးရုံတွေမှာနောက်လည်းသူ့ပြေအောင်ပါ အဲစေးရုံတွေမှာပဲလိုအပ်တဲ့ဥစ္စာတွေကိုကျွန်တော်ကအဲကျွန်တော်ချွေးနေစားနေကျွန်တော်ဒီနှစ်ကတော့လှူရဲပေါ့နော်အဲလှူအဲ့လိုကိုလှူရဲတဲ့အကျိုးအားကြောင့်လေဟိုသူတို့သူတို့ကျွန်တော်လှူလန်းလို့ရှိရင်သူတို့ရဲ့ကျွန်တော်စုစုတွေပြန်ပေးကြတာကျွန်တော်အဲ့ဟာအရန်ဝမ်းသာပါပဲပေါ့သူတို့ကသူတို့ပါဘူးတမျိုးစီပေါ့တကယ်ချင်းတွေကကြားရတယ်ဘွင်းနေမှာမဟုတ်ဘူးနေ့တိုင်းအဲအပတ်စဉ်တိုင်းတော့ရာစနေတူတူရတယ်အဲဘာဒီလိုမျိုးကြားရတယ် အခါခွင့်ကြုံမှာအဲအဲ့လိုပြုလို့ရဆိုတော့အဲကျွန်တော်ကတော့ဒီလိုဟိုအစုလေးကိုကျွန်တော်ကဦးတော်ကြိုက်သွားတယ်နောက်နေ့တော့တော့ကျွန်တော်လည်းပြန်လို့ရှိပါโอเคตัวเองจริงๆเนี่ยบัคคูเลยဆိုတော့ตัวไลฟ์เลยမင်းอ่ะဝမ်းတာနေတာပေါ့သူကအဲ့လိုဟိုတာပါတယ်ပါတယ်ဆိုတယ်ဒီတော့လည်းဝမ်းတာပါပါတယ်ဒါပေမဲ့အခါအခုမချုပ်သေးဘူးလေဒါပေမဲ့အခုတော့ဝမ်းတာလည်းပါတယ်ဟိုအခါလည်းဂျုံသွားပြီဆိုတော့အာ ူကတန်းရတာကိုကျွန်တော်တော့ပြောပါမယ်။ဘယ်ကြေးကောင်းဆုံးလဲဘယ်လိုမျိုးလဲ။ဟုတ်ကဲ့စဉ်းစားလာပါမယ်။ဟိုကျွန်တော်ဥပ္ပညာကြီးတွေကဆိုလို့ရှိရင်ကျွန်တော်၃ပုံပုံလို့ရှိရင်တပုံတော့ကတော့ကျွန်တော်အလူတန်းတော့ကျွန်တော်ဖယ်ပါတယ်။ခါကြလို့ရှိရင်တပုံကြီးဖြစ်သွားပါတယ်။ခုနောက်ပိုင်းကျတော့တပုံဖြစ်သွားပါဘူးနော်။ဟုတ်ဟုတ်။ကျွန်တော်ဥပ္ပညာကြီးရပြီဆိုတာနဲ့အဓိကကျွန်တော်အမေကိုကျွန်တော်ကျွန်တော်အမေကိုဟိုအဲ့ဒီနှစ်ထဲရောက်ကောင်ကျွန်တော် ကျွန်တော်တို့ကခွဲတဲ့စိတ်ဖြာပြီးတာပေါ့နော်အဲကျွန်တော်တို့မိသားစုတုံးမှုအဲ့လိုမျိုးလှူဖို့အဲ့လိုမျိုးသူကခွဲတဲ့စိတ်ဖြာပြီးတာပေါ့ကျွန်တော်အပြေထွက်လို့ရှိရင်ကျွန်တော်ကကျွန်တော်မိရှီကစီဘူးလေးတောင်း9000လောက်ပေးပါဦး3000လောက်ပေးပါဦးအဲ့လိုတောင်းတောင်းသွားဟိုးရင်နဲ့ကျွန်တော်အစ်စ်ပါနေပါဘူးအဲ့လိုမျိုးလေးပါပဲဟုတ်ဒီစီစင်ယုံကြီးရဲ့လူနာတွေလူနာရှင်တွေတော့တကယ်ဟိုဘာပေါ့နော်အာမရှိတဲ့သူတွေများပါတယ်နောက်နောက်ဆေးရုံမှာမရှိတဲ့သူများပါတယ်အာအဲ့တော့ 我在这边，我我这边。那要不咱们把二要的那个地安那边再沟通一下。地安那边。<music>